မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 1ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့လာရှူရက်ကွက်ဆက်နယ်ထဲမှာပိတ်မိနေတဲ့အရသားတွေကိုကိုကန့်တက်မတော် MNDAA ကကယ်ထုတ်ခဲ့ပြီးတော့လာရှူလေရင်ပြေးလမ်းမြောက်ပိုင်းအထိကိုကိုကန့်တက်ဖွဲ့တွေကထိမ့်ချုပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရက်ကွက်ဆက်နယ်ကျွေပြားဆိုင်ဘေးလမ်းကြားကပိတ်မိနေတဲ့ပြည်သူတွေပါအကူအညီတောင်းထားလို့ဘေးကင်းတဲ့နေရာကိုရွှေ့ပေးတာပါ။လာထုတ်ပေးဖို့အကူအညီတောင်းထားတာ၃လရက်လောက်ရှိနေပါပြီလို့လာရှိုးမျိုးတွေဒေသခံအမျိုးသမီးတို့ကပြောကြားထားပါတယ်အခုလိုမျိုး MNDA ဘက်ကရက်ကွက်ဆက်နယ်မှာနေထိုင်တဲ့သူတွေကိုကယ်ထုတ်တဲ့အပေါ်စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းတွေမှာတော့ တရုတ်အနယ်ဝင်လူမျိုးစုတွေကသာကယ်ထုတ်ခဲ့တာဖြစ်ပြီးတော့ရက်ကွက်စက်နဲ့မှာတပ်စခန်းအထိုင်ချဖို့အတွက်ဖြစ်တယ်လို့လိမ့်လေပြောဆိုထားတာကိုတွေ့ရပါတယ်လက်ရှိမှာတော့ကိုကန့်တက်ဦးဆောင်တဲ့မဟာမိတ်တပ်ကလာရှိုးမှာရှိတဲ့လေရင်ပြေးလမ်းမြောက်ပိုင်းအထိကိုရောက်ရှိလာပြီးတော့ဇူလိုင်လ31ရက်နေ့မှာတော့ထိန်းချုပ်နိုင်ခဲ့ကလာရှိုးမြို့တွင်ရက်ကွက်တီထဲမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ် MNDA အနေနဲ့လာရှိုးဘူရာနဲ့အချင်းတောင်အပြင်စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ခလာရ68ခလာရ41 ်မြို့ပြင်ဟိုပိတ်တိုးဂိတ်အမှတ်6နှစ်စစ်မြေပြင်အင်ဂျင်နီယာတရဲနဲ့အတန်လွင့်ဌာနတို့ကိုပိမ့်ပိုက်နိုင်ခဲ့ပြီးတော့အုတ်ချုပ်ရေးရန်တရားကိုလည်းစတင်ဆောင်ရွက်နေပြီလို့ကိုကန့်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်ကို TNLA ဦးဆောင်တဲ့တော်လိုင်းတပ်များက အပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ25ရက်နေ့ကနေစတင်ပြီးတော့မိုးမိတ်မြို့နယ်ကို TNL ကစတင်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားပြီး36ရက်အကြာဇွန်လ31ရက်နေ့မနက်7:00နာရီအချိန်မှာနောက်ဆုံးကြံရှိတဲ့မိုးမိတ်ဗျူဟာဂုံးကိုအပိသက်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်ဇွန်လ31ရက်နေ့7:00နာရီမှာမိုးမိတ်မြို့နယ်တစ်ခုလုံးကိုအလုံးစုံသိမ်းပိုက်နိုင်ခဲ့ပါတယ်လို့ TNL ရဲ့သတင်းနယ်ပြန်ကြားရေးတာဝန်ခံကပြောကြားထားပါတယ် ်မိုးမိတ်မြို့နယ်မှာစကားက27လက်အောက်ခံခလာရ348တရင်ခလာရ206တရင်နဲ့ခလာရ113တရင်တို့အခြေစိုက်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။မိုးမိတ်မြို့နယ်ဟာတရားနာလေကတိမ့်ပိုက်ရရှိတဲ့တတိယမြောက်မြို့နယ်ဖြစ်ပြီးတော့နောင်ချုံနဲ့မိုးကုတ်မြို့နယ်တို့ကိုရှေ့မှာတိမ့်ပိုက်ထားရှိခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။မိုးမိတ်မြို့နယ်တစ်ခုလုံးကိုတိုက်ခိုက်တိမ့်ပိုက်ရရှိမှုနဲ့ပတ်သက်တဲ့စစ်သားတိုက်စုံမှုနဲ့လက်နက်ခဲယံတိမ့်စီရရှိမှုအခြေအနေတွေကိုတော့အသေးစိတ်ထပ်မံထုတ်ပြန်မှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်တောင်ငူလိပ်တို့လမ်းမိုက်မှာရှိတဲ့600ခွန်တရင်ကိုရိတ်ခါလာပို့တဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရင်တန်းကိုကြားဖြတ်တိုက်ခတ်ရောက်စစ်ကောင်စီဘက်ကရှေ့ဦးသေးဆုံးပြီးတနက်9လက်တိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ21ရက်နေ့မှာတောင်ငူမြို့ကနေပြီးတော့လိပ်တို့မြို့လမ်းမိုက်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့603တရင်ကိုရိတ်ခါလာပို့တဲ့အကြမ်းဖက်စစ်ကောင်စီရင်တန်းကိုအပြန်လမ်းမှာ KNU တပ်မဟာ2တရင်5တပ်ဖွဲ့နဲ့ KNLA တရင်5လက်အောက်ခံကမ်းနေရာဒေသကာကွယ်ရေးတပ်ဖွဲ့ကမ်းနေ Twilight ုံတို့ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီရင်တန်းမှာစစ်ကား9စီးပါဝင်ပြီးတော့ထိုးွားကြောင်းတယ်လီနော့ဂုံအယောက်ညနေ6:45မိနစ်ခန့်မှာတော်လိုင်းတပ်ဖွဲ့များကစတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ည7:10မိနစ်အထိကိုတနအီကျော်ကြောင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ကားတစီတိမ်းမောက်ပြက်စီးကစစ်ကောင်စီတပ်သား10ဦးသေဆုံးပြီး15ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိက MA11 3လက် LM16 တလက် AK47 တလက် K12 နှစ်လက်နဲ့ MA11 ဂျီပေါက်နှစ်ခုတို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေချိန်အတွင်းမှာကြောက်လုံးကြီးစခန်းကအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကိုအများပြားပြန်လဲရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လဲဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ကန်းနီဂျာဒေသကာကွယ်တပ်ဖွဲ့ကန်းနီ Twilight Zone ဟာလိုအပ်ချက်များစွာရှိနေတဲ့အတွက်ပြည်သူများအနေနဲ့ကုညီထောက်ပံ့ပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတင်ပြရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအရှိချမ်းတောင်ငူခရိုင်ဖြူမြို့နယ်ညောင်မင်းသားရွာရဲစခန်းကိုဖြူမြို့နယ်ပကဖကဇူလိုင်လ30ရက်နေ့ညနေ4နာရီဝန်းကျင်အချိန်မှာ drone နဲ့ဘုံသီးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကအခြေချထားတဲ့ညောင်မင်းသားရဲစခန်းကိုဖြူမြို့နယ်ပကဖ drone အဖွဲ့က drone နဲ့ဘုံသီးကျဲချတိုက်ခိုက်ခဲ့ရမှာရဲတပ်ဖွဲ့ဝင်တအုပ်သေးဆုံးပြီးနှစ်ဦးတန်ရာရရှိခဲ့တယ်လို့သိရပါတယ်ဖြူညောင်မင်းသားရဲစခန်းကို drone နဲ့ချတာရဲတကောင်သေးတယ်ညောင်လေးပင်ဘက်မှာလည်းစစ်ကောင်စီက drone နဲ့ပြန်ချတာရှိတယ်လက်နက်ကြီးတွေနဲ့ပစ်တာပြည်သူ တွေရဲ့အိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်ထိခိုက်ဒဏ်ရာရှိတဲ့ရဲနှဦးကိုယခုအခါမှာညောင်ပင်သာဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်အဲ့ဒီဇူလိုင်လ30ရက်နေ့ညကစစ်ကောင်စီကညောင်လေးပင်မြို့နယ်ကောက်မဲ့သူကြေးရွာဖုန်ကြီးเจ้าကိုအကြောင်းမဲ့ drone နဲ့စီးနဲ့တက်ခတ်ခဲ့ရာဖုန်ကြီးเจ้าထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ဖြူမြုံနယ်မှာပြီးခဲ့တဲ့ဇွန်လ21ရက်နေ့ကလည်းညောင်ပင်သာရဲစခန်းကဒုတက်ချက်လင်းလင်းဆိုသူဘီယာတောက်နေတဲ့အချိန်တနက်နဲ့ပြစ်ခတ်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်တရက်ကွာပြူစောတိရွာကနေထွက်ပြေးလာတဲ့၉ဦးကို PDF တပ်ဖွဲ့များကကယ်ထုတ်ခဲ့ပြီးတော့ PDF တပ်ဖွဲ့ကပြူစောတိရွာများကိုပိတ်ဆို့ထားတဲ့အတွက်စားနပ်ရိက္ခာများပြက်လက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ24ရက်နေ့မှာမြန်မြို့နယ်တရက်ကွာရွာကနေပြီးတော့ထွက်ပြေးလာတဲ့အမျိုးသား၃ဦး၊အမျိုးသမီး၃ဦးနဲ့ကလင်းငယ်၃ဦးကို PDF တပ်ဖွဲ့များကကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြူစောတိရွာကို Ghost of Enemies အဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့များက ပတ်ပတ်လဲဝိုင်းရံပိတ်ဆို့ထားပြီးတော့ရိတ်ခါလမ်းကြောင်းများကိုဖြတ်တောက်ထားတဲ့အတွက်ကျေးရွာအတွင်းမှာရှိတဲ့ပြူစောတိများဟာစားနဲ့ရိတ်ခါများပြက်လက်နေတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာတရက်ကွာရွာကပြူစောတိများဟာနေ့စဉ်ကြောက်လန့်စွာနဲ့နေထိုင်နေရပြီးတော့တရက်ကိုထမင်းတစ်ကြိမ်သာစားရပြီးမနက်ပိုင်းကိုစံပြုတ်သာတောက်နေရတယ်လို့သိရပါဗျ။အခုလိုမျိုးထွက်ပြေးလာသူများကို PDF တပ်ဖွဲ့များကကောင်းမွန်စွာစောင့်ရှောက်ထားပြီးတော့ဘေးကင်းတဲ့နေရာကိုပို့ဆောင်ထားတယ်လို့ Ghost of Enemies အဖွဲ့ကတာဝန်ရှိသူတဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာ73စီဆိုင်များဟာစီတီပြက်လက်နေပြီးတော့စိုက်ကယ်တစ်စီးကိုစီ9000ဘူးသာရောင်းချပေးပြီးတော့ပြင်ပဈေးကွက်မှာဓာတ်စီတလီတာကို9000ကျပ်နဲ့ရောင်းချပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ31ရက်နေ့မှာမန္တလေးမြို့ကဒေသခံပြည်သူများဟာ73စီဝယ်ယူနိုင်ရေးအတွက်အလှည့်ကျတန်းစီနေရပြီးတော့စီဝယ်ယူရရှိနိုင်ရေးအတွက်အနည်းဆုံး2နာရီခန့်စောင့်ဆိုင်နေရတယ်လို့သိရပါတယ်73စီအယောင်းဆိုင်အများစုမှာ စီများပြက်လန့်နေပြီးတော့ပြည်သူများဟာကြိတ်ကြိတ်တိုးပြီးတော့ဝယ်ယူနေရတယ်လို့သိရပါဗျ။ဓာတ်စီပြင်ပမှောင်ခိုဈေးကွက်ဟာလည်းဖြစ်ထွန်းနေပြီးတော့ဓာတ်စီတလီတာကိုငွေကျပ်9000အထိကိုဈေးနှုန်းမြင့်တယ်ပြီးတော့ရောင်းချနေကြတယ်လို့သိရပါဗျ။ဓာတ်စီတလီတာကို9000တချို့ကလည်း6000တောင်မှခေါ်ပြီးတော့ရောင်းနေ။မန္တလေးတီရီဘောလုံးဝင်းသားမှာရောင်းတာ။ အဖမ်းဆီးရှိတော့မောင်ခိုစီဆိုင်လေးတွေကမိုဘိုင်းပုံစံမျိုးနဲ့ရွှေ့ပြီးတော့ရောင်းနေတာမန္တလေးမြို့ရဲ့လက်ရှိ73စီဝယ်ယူရရှိနိုင်မှုကတော့လမ်းဘေးမိုဘိုင်းစီဆိုင်လေးတွေမှာတော့မှတန်းစီစောင့်ဆိုင်ပြီးတော့ဝယ်ယူနေရတယ်လို့မန္တလေးမြို့ကတူကရှင်းပြထားပါတယ်ရန်ကုန်73စီဈေးနှုန်းတွေကတော့92ဒက်စီတလီတာကို2630ကျပ်95ဒက်စီတလီတာကို2850ကျပ်ဖြစ်ပြီးတော့မန္တလေးမှာရှိတဲ့73စီအယောင်းဆိုင်များမှာ92ဒက်စီတလီတာကို2910ကျပ်95ဒက်စီတလီတာကို2830ကျပ် စစ်ကောင်စီကတတ်မှတ်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလမ်းရှိုးမြို့မှာစိတ်ကောင်းစီကလေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တဲ့အတွက်အရသာပြည်သူ9ဦးသေဆုံးပြီးနေအိမ်15လုံးထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ31ရက်နေ့မှာစိတ်ကောင်းစီကလေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်လမ်းရှိုးမြို့ရက်ကွက်ကိုးမှာရှိတဲ့ကုန်းစုံဆိုင်တစ်ဆိုင်မီးလောင်ပြာကျသွားခဲ့တယ်လို့သိရပါရတယ်။ဇူလိုင်လ29ရက်နေ့မှာလည်းလမ်းရှိုးမှာစိတ်ကောင်းစီကလေချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသား9ဦးနဲ့အမျိုးသမီး3ဦးထိမှန်သေဆုံးသွားခဲ့ကြတာ ဆိုင်ငန်းနဲ့နေအိမ်15လုံးထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။တိုက်ပွဲ36ရက်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီကအရတားများတရှိရာနေရာကိုဥတီပြီးတော့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အရတားစုစုပေါင်း133ဦးသေဆုံးခဲ့ရပြီးတော့180ဦးထိခိုက်ဒဏ်ရာရရှိကဖုန်ကြီးကြောင်းစာတင်ကြောင်းနဲ့နေအိမ်105လုံးထိခိုက်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်းကြီးမြို့နယ်ဝမ်ပောင်ကုမ္ပဏီမှာတာဝန်ကျနေတဲ့ရဲသုံးဦးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ30ရက်နေ့မနက်အစောပိုင်းတနအီ15မိနစ်ခန့်မှာစာလင်းကြီးမြို့နယ်မြမဝမ်ပောင်ကုမ္ပဏီမှာတာဝန်ကျနေတဲ့အမှတ်28ရဲတပ်ရင်းကရဲတပ်သား3ဦးဖြစ်တဲ့မောင်ဝင်းမင်းသူမောင်စိမ့်မောင်မောင်နဲ့မောင်မင်းခန့်သူတို့ဟာရင်းမာပင်ခရိုင်အမှတ်16တပ်ရင်းတပ်ခွဲတဲ့ Brother Defense Force ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။သူတို့ကရဲတပ်ရဲနှက်ဆက်ရှိကသူတို့ကဝမ်ပေါင်မှာတာဝန်ကျနေတာသူတို့ကိုတွားခေါ်တဲ့အချိန်မှလည်းအဆင်ပြေပါတယ်ချောချောမွေ့မွေ့ပါပဲသူတို့ကတငယ်ချင်း၃ယောက်ပါအပတ်စဉ်လဲတူတယ်ထွက်တဲ့အချိန်ကလည်းတယောက်ကကင်းကျနေတဲ့အချိန်ထွက်လာတာဆိုတော့ကျန်တဲ့၂ယောက်ကလက်နက်မယူနိုင်ခဲ့ဘူး CDM ဝင်တဲ့သူတွေများနေလို့ဆိုပြီးတော့ကင်းကျတဲ့အချိန်မှပဲသူတို့ကိုလက်နက်ပေးထားတာဆိုတော့ကင်းချိန်မဟုတ်ဘူးဆိုရင်ဘယ်ရဲကိုမှလက်နက်မပေးထားဘူးလို့ရင်းမှပင် KI တပ်ရဲ၁၆က IO ကိုစနေကပြောဆိုထားပါတယ် အဲ့ဒီအလင်းဝင်လာတဲ့၃ယောက်ဟာ G3 တနက်တလက် 7.62G တရာတောင်ကြီပေါက်နှစ်ခုလက်ကင်ဖုံ၃လုံးတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးတော့၎င်းတို့ကိုလုံခြုံတဲ့နေရာမှာထိန်းသိမ်းထားကဂုံပြုစုငွေကြီးမြတ်ပေးနိုင်ဖို့အတွက်စီစဉ်နေတယ်လို့သိရပါတယ်။အခုလိုလက်နက်နဲ့အလင်းဝင်လာတဲ့အတွက်သူတို့ကိုဂုံပြုကြီးမြတ်ဖို့အတွက်အစီအစဉ်ရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့တိုက်ရဲမှုကရှီတန်းကိုရောက်နေတာဆိုတော့ကျွန်တော်တို့တူလာမပဲဘလောက်စုချရမလဲဆိုတာကိုဆုံးဖြတ်နိုင်မှာပါ။အလင်းဝင်လာတဲ့သူတွေကိုအချိန်မရွေးကြိုဆိုပါတယ်။သူတို့ရဲ့တပ်ထဲမှာဝါဒဖြန့်ထားသလိုမင်းတို့ ွက်လာရင်တို့ကတနက်ယူပြီးတော့ပြစ်တက်မှာဆိုတာမျိုးမလုပ်ပါဘူးကျွန်တော်တို့တိုက်ရဲမှာဆိုရင် CDM ရဲကြီးပဲ9ယောက်ရှိပါတယ်လို့ရင်းမာပင် KI တိုက်ရဲ16က IO ကိုစနေကပြောကြားထားပါတယ်အခုလိုမျိုးပြည်သူလူထုနဲ့အတူရက်တီလာတဲ့ CDM သူရဲကောင်းများကိုပြည်သူများအနေနဲ့တတ်နိုင်တဲ့လောက်ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်ရင်းမာပင် KI တိုက်ရဲ16ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ